အားလုံးပဲမင်္ဂလာပါရှင်ရောပဒေတာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာချစ်ဦးညိုရဲ့ရာဇာကုမာရာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ရာဇာကုမာရာ အပိုင်း၈ခြေလင်းစစ်တီတွေဤလံဖြားများသည်အထက်သို့ဆွင်ဆွင်မတ်မတ်ထောင်လျက်ညညာစွာလှုပ်ရှားနေကြသည် လန်သွားတွင်ချီနှောင်ထားသောဘဘွားများပင်တညီတည်းရိမ့်ွဲ့နေကြသည် ထို့နောက်လွှားကာနှင့်ဓာလွတ်ကိုင်းစစ်သည်များ အစိမ်းရောင်အနီရောင် တောက်ပသော ကိုကြက်တင်တိုင်းများကစူးရဲနေရောင် အောက်တွင်မျက်စိကျိမ့်မတက်တဘိုးတန်စီတန်လွှားတန်နှင့်တပြားရိုက်တန်ရာပေါင်းထောင်ပေါင်းများစွာသောစစ်တီတို့၏ဟစ်ကြွေးညာတန်မြေအလုံးတိမ့်တိမ့်တုံ ခြေလင်စစ်တီများနောက်မှမြင်းတက်စစ်တီများလိုက်ပါလာသည်တပ်ပသောကကြိုးတစားများဆင်းရင်သည့်မြင်းညူကြီးများ၏လေဆံမွေးများသည့်အသားကျအနှင်တိုင်းတအီအီလွင့်ဝဲနေကြသည် မြင်းမော်မှစစ်တီကြီးများမှခန်းနာတိုက်မြိုက်လှပခြင်းထို့နောက်နှမောင်းကြီးများကိုမြှောက်ချီလာသော စင်ကြီးများဘိုးရှုခန်းသဘင်လမ်းမကျဲကြီးတစ်ဖက်ရှိ အရိမရဏပူရသားများဤတဟေဟေဟစ်အော်ကောင်းကြီးပေးတံကြောင့်မိုးကောင်းငင်ကြီးပင်ပွင့်ထွက်သွားလောက်သည်ဟုကောင်းလေးထင်မိသည်မြတ်တောင်တစ်ချက်ပင်မခံမိတော့မြင်းမြင်းသမ ्या သည်အတိုင်းမသိအံ့ဩစရာတွေကြီး ဒီလောက်လူတွေအများကြီးဤကဘာမြေပေါ်မှာရှိနေကြပါလားသို့တော့တခုပြီးတခုတွေ့နေရသောထူးဆန်းအံ့ဩဖွယ်ရာများသည့်တခဏချင်းမှာပင် ကောင်းလေးစိတ်ထဲ၌ယိုးဤသွားသည်ဆင်းတွေမြင်းတွေစစ်တီရဲမက်တွေဖြတ်တန်းချီတက်သွားကြရာလမ်းမကြီးကိုကြော်လွန်လျက်ဟိုဘက်မှရှိနန်းရင်ပြင်ကွက်လက်ကြီးစီတို့ ငေးမျောကြည့်သည်ဘဲသောအခါများယိုးဤသွားမည်မဟုတ်သည့်စိတ်ဝင်စားစရာနန်းရင်ပြင်ကွက်လက်တွင် ဗဟုတွင်ရှိနေသောစင်မြင့်ဝေးလံသောထိုနီယာစီတွင်တောက်ပသော ရွှေရောင်ငွေရောင်အနီရောင်များကိုခတ်ဝါဝါတွေ့နေရသည်ထီးဖြူကြီးတွေအုပ်ဆိုင်နေသည်စင်မြင့်အနီးတွင် လူတွေဒူးတုပ်ထိုင်နေကြသည် လူတွေအလုံးအလဲတွင်မမကြီးရက်နေသောတံတန်တစ်ခုစောစောကထူးဆန်းအံ့ဩဖွယ်ရများအလုံးကောင်းလေး၏အတွေးထဲမှပျောက်ကွယ်သွားကြသည်အဲ့မှာဘီရင်မင်းမြတ်ရှိနေတယ် ဟောဟိုမှာစင်မြင့်ထက်ကထိပြူကြီးတွေအောက်မှာဝိယုံအနီကြီးနဲ့ရက်နေသူဟာတားရဲ့ဖခမဲတော်ကြံစစ်မင်းကြီးပဲမမဲအတန်မှာတကားမှ မကြားဘူးခဲ့သောလှုပ်ရှားတက်ကြွတဲ့ကောင်လေးကိုပွေ့ချီလိုက်ကတင်းတင်းကြပ်ကြပ်ဖတ်သည် သူ့စီကိုမမဲတို့တွားကြဆိုသားလူအုပ်ကြီးကိုမမဲတွန်းထိုးဖယ်ရှားကဖောက်ထွက်သည်ဘိုလ်ရှုကန်လမ်းမကြီးကိုဖျက်ကူးသည်တမင်မတကောင်နဲ့မမဲသည် ဖြတ်တန်းချီတက်နေကြသောစစ်တီတွေကြားမှတိန့်ရှောင်ကိုပတ်သည် ထို့နောက်လေကလေးများစွာရှိသောနန်းရင်ပင်စီတို့တက်သည် ရုပ်ရုပ်တဲတဲဖြစ်ကုန်သည်အဆောင်ရဲမဲတွေကမဲမဲကိုတားဆီးရန်ပြစ်ရန်ကြိုးစားကြသည်မဲမဲကအားလုံးကိုတွန်းတိုက်ပြစ်သည် ကောက်လေးမှာကြောက်စိတ်လုံးဝမရှိမဲမဲလေကိုမလွတ်တမ်းတွယ်ဖက်ထားကအနီးသို့ရောက်လာသောစစ်တီတွေကိုတွန်းထိုးပြစ်သည်ဖဲကြကျုပ်ဖခမဲတော်စီသွားမလို့ ဘရင်မင်းမျက်စီသွားမလို့ဖယ်ကြပါသို့တော့အားကောင်းမောင်းတန်ရဲမက်ကြီးများက ပူးညက်ဝိုင်းရံထားလိုက်သဖြင့်မဲမဲရှေ့မတိုးတာတော့သို့တော့မဲမဲသည်ကြော့ကွင်းထောင်ချောက်ကိုမကြောက်တတ်သောစက်တစ်မတကောင်လိုဟိန်ဟောက်သည်တင်တို့ဘရင်မင်းမျက်ကိုတွေ့เสียရှိတယ်ဘရင်မင်းမျက်နဲ့တွေ့ဖို့ငါလာခဲ့တာပဲအားလုံးဖယ်လိုက်ကြစမ်းထွေးထွေးရှက်ရှက်ဖြစ်နေစဉ်အတန်ဝါကြီးတံတန်း ထွေးထွေးရှက်ရှက်ဖြစ်နေစဉ်အတန်ဝါကြီးတတန်ပေါ်လာသည်စင်မြင့်စီက ဖြစ်သည်သူ့ကိုဖယ်ပေးလိုက်ကြတခါမှမကြားဘူးတော့လေထိုမြတကိုးအင်အားကြီးသောအတန်ကြီးမှာဘရင်မင်းမြတ်ကိုယ်တိုင် အမိတ်အာနာတန်ဖြစ်ရမည်ဟုကောင်းလေးတိလိုက်သည်စစ်တီရဲမက်ကြီးများရှဲသွားသည်လေကရစ်များ နောက်တဆင်းသို့မဲမဲတက်သည်ကောင်လေးကိုပွေချီထားသောလက်များတုံရင်နေသည်ခက်သိန်းသောအရာတို့ကို မဲမဲမေ့ပြောက်နေပုံရသည်မဲမဲစူးဆိုင်ကြည့်နေရကဆင်မြင့်ထက်တနေရာတည်းသို့ကျွန်ုပ်ဘယ်တော့မှမမေ့နိုင်သည့်မြင်ကွင်းဖြစ်လေသည်လေကလေးအစုံသို့မတက်ဘဲရက်တက်နေသောမဲမဲသည် နေရာမှာပင်ကြောက်စစ်ရုပ်လိုမလုံမရှာမဲမဲခက်တဲ့ခွင်မှ ကျွန်ုပ်ဆင်းလိုက်သည်မဲမဲလက်ကို ကျွန်ုပ်က ပြန်ပြီးဆုပ်ကိုင်ရင်းမမဲဘေးမှာတက်မှတ်စွာရက်လိုက်သည် ရင်ကိုချီလျက်မမဲနီးတူကျွန်ုပ်လည်းပဂတိမလုံမရွှေ့ ဘီရင်မင်းမြတ်သည်စင်မြင့်ပေါ်မှဆင်းလာသည် သူ့အသွင်မှာတိုက်မြိုက်ခန္ဓာလွန်သည် လေကလေးများအတိုင်းတလန်းချင်းဆင်းလာရင်မဲမဲနှင့်ကျွန်ုပ်ကိုမျက်တောင်မခက်ကြည့်နေသောသူ့အသွင်မှာသိမ့်စုံငှက်ကြီးတကောင်အတောင်ကိုရုတ်သိမ်း၍မြေသို့တက်ဆင်းလာသည့်အတိုင်းပဲကျွန်ုပ်တို့မျက်နှာချင်းဆိုင်မိကြသည်အပေါ်လေကလေးတွင် ရှိနေသောဘီရင်မင်းမြတ်ကိုကျွန်ုပ်မော်ကြည့်ရသည်ငုံကြည့်နေသောဘီရင်မင်းမြတ်၏မျက်နှာတွင်ပြင် တောက်ပနတ်မောင်သောမျက်လုံးကြီးများသည်လုံးဝကြောက်စရာမကောင်းနှုတ်ခမ်းမွေးကျင်ဆွယ်တို့ကပြုံးရောင်တန်းနေသည်ဘိုးရှုခံသပင်ကြီး တိတ်ဆိတ်နေသည်မိုးကောင်းငင်နှင့်မြေကြီးတို့လည်းငြိမ်သက်သွားသည်ဘရင်မင်းမြတ်သူဟာငါရဲ့ဖခမဲကျွန်ုပ်လေကားနောက်တစ်ချက်သို့တက်လိုက်မိသည်မမဲကိုစုပ်ကင်ထားသောလက်များမဖြုတ်ဖြစ်သည်မမဲကမူလလေကတဲ့တွင်ကြံရစ်ခဲ့သည် ရင်မင်းမြတ်၏အနီအောင်ဝိယုံကြီးအတွင်မှလက်အစုံထွက်ပြူလာသည်ကြီးမားကျယ်ပြန့်သောလက်ဖွားကြီးတွေကိုကျွန်ုပ်တွေးလိုက်ရသည်မမဲလက်ကိုကျွန်ုပ်လွတ်လိုက်သည်ရင်မင်းမြတ်၏ဖြန့်ခင်းကန်းလင့်နေသောလက်ဖွားကြီးတွေကြားထဲသို့ကျွန်ုပ်အလိုလျောက်ပြေးဝင်မိသွားသည် သူကကျွန်ုပ်ကိုတင်းတင်းကြပ်ကြပ်ကြီးစီးပွေသည်ကျွန်ုပ်တို့ကလုံးမြောက်ခနဲပါသွားသည် ထို့နောက်ဘုရင်မင်းမြတ်သည်ကျွန်ုပ်ရက်ခဲ့သောလေကားတစ်စီတို့ဆင်းလျက်မမဲလက်ကိုဆွဲယူလိုက်သည်ကြီးမားနှက်ဆိုင်သော တိတ်ဆိတ်ငြိမ်သက်မှုထဲတွင်ဘုရင်မင်းမြတ်၏အတန်ဝါကြီးဟိမ့်ထွက်ပေါ်လာသည်တန်ဘူလာရဲ့ကျေးဇူးဟာငါ့အပေါ်ကြီးမားလာတယ်တန်ဘူလာဟာငါ့ရဲ့ပါရမီဖြည့်ဘက်ဇနီးကောင်းဖြစ်တယ်သူဟာငါသားကိုခေါ်ပြီးငါစီလိုက်လာခဲ့ပြီစင်မြင့်စီတို့ကျွန်ုပ်တို့သားမီးကိုခေါ်သွားသည် ကျွန်ုပ်ကိုပွေချီလျက် မမဲလက်ကိုဆွဲကင်လျက်တာမိုးကောင်းခင်ညီပြင်းအရိမရဏပူရပြည်သူပြိတ်သက်ကြီးစစ်တီရဲမထူကြီးအားလုံးပြန်လဲအသက်ဝင်နိုးထလာသည်ကျွေးကြော်ဟစ်အော်သံများနားပွင့်မတက်ခမဲတော်ဘရင်မင်းမြတ်ဤမျက်နာကိုကျွန်ုပ်နီးကပ်စွာမြင်နေရသည်မမေကတသိမ့်သိမ့်ငိုရှိုက်နေသည် ကျွန်ုပ်လည်းငိုချင်လာသည်သို့တော်မျက်ရည်များထွက်ကြမလားဘာကြောင့်မှန်းမသိတခုခုကရင်ထဲမှာစိုးနေနေသည် ခမဲတော်သည်ဘီမင်းမြက်ဖြစ်ကြောင်းဝမဲစီမစတင်တီးခဲရစဉ်ကလောက်ကျွန်ုပ်ပျော်ရွှင်၍မလာခဲ့ကျွန်ုပ်ကိုယ်တိုင်ဘာမှန်းမသိတက်နိုင်သောအရာတစ်ခုကြောင့်ရင်ထဲတွင်မောဟိုက်မွန်းကျန်နေသည်ဘီမင်းမြက်၏မျက်နာကိုဘေးတိုက်အနီးကပ်ကြည့်ရင်ကျွန်ုပ်တစ်ခုခုကိုမေးချင်လာသည် ထိုမေးခွန်းများကို ကျွန်ုပ်ဘာသာ ရှင်းလင်းအောင်စူးစီးယူလိုက်သည်သို့သောဘီမင်းမြက်၏ကြောက်တလို့လို့သို့သောဘီမင်းမြက်ကိုကြောက်တလို့လို့ရှိလာပြန်သည်ဖြင့် နှုတ်မှထုတ်မမေးဖြစ်တော့ရင်ထဲမှာတော့ကို့အတန်ကို ပြန်ကြားနေရသည်မေမေနဲ့ကျွန်တော်ကိုဘာကြောင့်အကြာကြီးပြစ်ထားခဲ့တာလဲဖခမဲတော့တညာဝရီတောင်စင်ခုနှစ်ခရိုင်တို့မပြန်မဲမမေအနာမှာပဲနေအောင်မြည်ဟုဆိုသောအခါမမေခမရဝန်းတာရှာလေသည်နေစင်ကျင်းပါမည်အခွန်တုတ်ခံယူသစ္စာတော်ခံသဖြင့်တွင်ဒညဝရီမင်းမရှိပဲဖြစ်ပါမလားဟုမမေကမေးသည် ကျွန်ုပ်ကတံပြင်မူးမတ်အဖွဲကိုစိတ်ချရပါကြောင်းနဲ့တစ္ဆာတော်ခံပွဲသည်မေမေလောက်အေးမကြီးကြောင်းပြောလိုက်သောအခါမေမေသည်မျက်ရည်များပင်ဝိုင်းလာရှာသည်ตาအရိမရဏပူရမှာပဲရှိနေဖို့လိုပါတယ်မေမေตาရုပါตาရဲ့ဒါပေမဲ့တနှစ်လုံးလုံးမေမေအနာမှာကြီးตาနေဖို့မလိုပါဘူးတော်တဲ့တောင်နဲ့အမဲလိုက်ထွက်တာမျိုးလိုခီးဝေးကြာရှည်သွားတာမျိုးကလွယ်ပြီးตาခီးလဲနိုင်ပါတယ် မလုံးမလဲစိတ်ဖြင့်ကျွန်ုပ်မဲမဲထံမှအကြည့်လွှဲဖယ်လိုက်ရသည်စင်စစ်အရိမရဏပူရတွင်ကျွန်ုပ်တနေ့တမနက်မှမနေလိုပေရန်ပေါင်းတို့ကိုဖယ်ရှားအောင်မြင်ရာဒေတာဟုအတိတ်ပဲရသည်ဤအရိမရဏပူရသည်အမှန်တော့ကျွန်ုပ်အတွက်စန့်ကျင်ဘက်အနက်ကိုပေးသောဒေတာပင်ဖြစ်သည် ချမ်းမြေ့ပျော်ရွှင်မှုကိုမပေးသောဤဒေတာသည် ကျွန်ုပ်အားပူလောင်ခြင်းများဖြင့်ဖန်ဆာထားပေသည် ကျွန်ုပ်အရိမဏပူရတွင် ရှိနေဖို့လိုကြောင်းကျွန်ုပ်မအပမြည်သူမျှတည်နိုင်မည်မဟုတ်လောလောပူသောဤတတ္တဒေတာရက်သည်ကျွန်ုပ်အတွက်လည်းမိဘကြီးတစ်ခုအလားပင်ဖြစ်သည်ဤမိဘကြီးပေါ်တွင် ကျွန်ုပ်သည်ရေပြည့်ထဲ့ထားသောကရာကရာအိုးတစ်ခုလိုရှိနေသည်မိပူကြောင့်ကရာအိုးထဲမှရေများသည် ပူနွေး၍လာပေပြီကြိုက်ကြိုက်စုကပွက်ပွက်ထသည့်အထိကရာအိုးသည်မိဘပေါ်တွင်ရှိရမည် ူနွေးယုံဖြင့်မရကြိုက်စုပွဲထနေသောရေဘူးမျက်နှာပြင်မှသာ ပူလောင်သောရေငွေတို့တချောင်းချောင်းထလေမည်ထိုအခါတာရွှေအင်းသည်စီရောက်ပြီဗလားရောက်ပြီပါပြီမမေသူ့ကိုဘလို့တွေ့ခဲ့ရသလဲတာမမေအမေစကားကိုကျွန်ုပ်နားမလဲသဖြင့်အငူသားပင်မမေကိုကြည့်နေမိသည်မမေကအေးမြသောအပြုံးဖြင့်ပြုံးကရွှေအင်းသည်ဟာပူပြီးနူးညံ့ရင်ကျက်လာတယ် ဟုတ်ပါတယ်မမေအမတော်ဟာပို့ပြီးနူးညံ့ရင့်ကျက်လာတယ်။အလိုက်တဲ့ဖြေလိုက်ရတော့လဲမမေဘာကိုရည်ရွယ်ပြောဆိုလေသည်ကိုစဉ်းစား၍မရပေ။ပြီးတော့ตาစူးဆိုင်စင်ကျင်ကြည့်ရင်တွေ့လိမ့်မယ်။ရွှေရင်တွေဟာဘရင်တပားရဲ့မေတော်နဲ့မတူဘူး။ဟင်မမေဘာကိုပြောတာလဲ။မမေအပြုံးကပို့၍လေးနက်လာနေသည်။ မိသေးကသဘင်ခံယူထားပြီးဘီရင်မင်းမြတ်အဖြစ်ရရှိနေတဲ့တားတယောက်ရဲ့မိခင်ဘဝကိုကြည်စံ။တာမန်မိမမျိုးဆိုရင်ဘီရင်မေတော်ဆိုပြီးဘလောက်ဝင့်ကြွားမောက်မာလိုက်မလဲ။ယာဇအာနာဆိုတာယောက်ျားမိမမရွေးဘူး။လောင်မြိုက်တက်တဲ့သဘာဝရှိတယ်။ဒါပေမဲ့မမေစကလုံးများ၌ကျွန်ုပ်နစ်မြုပ်သွားရပြန်ပြီ။ရွှေရင်တွေကအဲ့လိုမဖြစ်တဲ့အပြင် သူ့သားငယ်အလောင်းစီသူရဲ့တပ်ဦးစံပိုင်ဘဝကို သူကကူးဆက်ခံစားပြီးဝင်ထုတ်ဝင်ပိုးတစ်ခုထမ်းရွက်ထားရတယ်လို့မြင်တယ်။သူ့သားဘရင်ဖြစ်နေတာကိုရစ်မှုမနေပဲဘရင်ကောင်းဘရင်မြတ်ဖြစ်လာဖို့အရေးကိုပဲသူတွေးတောပူပန်နေ။မညာမတာပြောကြစတဲ့ဆိုရင်အလောင်းစီသူလေးဟာ မင်းစောလူလိုစောရွမ်းမင်းလိုဘိုးသူမြေးသားဖြစ်လာပြီးနှလုံးရီချို့တဲ့လက်ယုံရီအားနေသူဖြစ်မှာကို ရွှေရင်တဲ့စိုးရင်ရှာတယ်။ ဤစကားကိုတော့ကျွန်ုပ်ချွင်းချက်မရှိလက်ခံနိုင်ပေသည်တဖက်ကကြည်ပြန်တော့လဲအလောင်းစီသူလေးဟာအမိဘက်ကကြံစစ်မင်းကြီးရဲ့မြေတော်ဖြစ်နေပြန်တယ်ရွှေရင်တဲ့အနေနဲ့သူ့သားလေးကိုမဆက်ခံစေခြင်းနဲ့သွေးရှိသလိုဆက်ခံစေခြင်းနဲ့သွေးလည်းရှိနေပြန်တယ်။အဘိုးအဘမြေတာဆက်ခံတော့သွေးကျွန်ုပ်အသက်ရှူမဝခြင်းသလိုခံစားလာရသည်။မေမေကမူ ပို၍လိုက်လဲသောအတန်ဖြင့်ဆက်ပြောနေသည်အမှန်တော့ရွှေအင်တယ်လေးဟာသူ့ဘဝသူသားမက သူ့သားဘဝကိုပါသူကိုယ်တိုင်ရွေးချယ်ခွင့်မရှိပဲအရွေးချယ်ခံအဆုံးဖြတ်ခံဘဝနဲ့ရှင်သန်ရသူပဲသားမဲမဲထင်နေရွှေအင်တယ်မှာသာရွေးချယ်ခွင့်အခြေအနေရခဲ့ရင်အချိန်ရခဲ့ရင်သူ့သားအလောင်းစီသူအတွက်သူ့ဖခင်မဲတော်မင်းကြီးစီမှာထီးနှံမွေလျာဘယ်နည်းနဲ့မှတောင်းမှာမဟုတ်ဘူး လှပကွေးညွတ်သောလေးကိုင်းနှင့်ပျော့ပြောင်းသောလေးညိုစီမှပြင်းထန်သောမြားတစင်းထွက်၍လာသည့်အတိုင်းပင်မမဲ့စကလုံးတို့သည် နူးညံ့ပျော့ပြောင်းခြင်းများသည်စူးရှထက်မြက်ခြင်းကိုမွေးဖွားပေးလိုက်ခြင်းပါကလားမမဲ့ရှိရင်ထိုင်ရင်ကျွန်ုပ်သေးငယ်သွားသည်ဟုခံစားမိလာသည်မမဲ့သည်တမထီးပုံမြင်လို အတိတ်ဆက်ကြောင်းကိုပြောရ၌ဥရန်ကျန်းစရာကြီးတူပမာဖွဲ့တတ်သလိုရွှေရင်တွေတို့နှင့်ပတ်သက်သော ရာဇဝင်သားအရေးအရာများကိုပြောရ၌လဲတကယ်ကဝိပနိတ်ကြီးကရိပနိတ်ကြီးပါတကားနားလည်ရင်ခွလွတ်နိုင်တာပဲတားရဲ့နားမလည်မှု မမြင်မှုမောဟကိလေသာတွေဖုံးလွှမ်းနေရင်သာခွမလွတ်နိုင်စရာတွေပေါ်လာတော့တာကလား ကျွန်ုပ်ကိုရှေ့မှာထား၍ပြောပြနေသည်နှင့်မတူတော့ပဲမဲမဲသည်တကူတဲ့နှက်ဆိုင်စွာရေရွတ်နေသည်နှင့်တူနေသည်ရွှေအင်းတဲ့ဟာအဲ့လိုအရွေးချယ်ခံအဆုံးဖြတ်ခံဘဝနဲ့ရှင်သန်မောပန်းနေရပေမဲ့နားလည်သိမြင်မှုတရားကို လက်ကင်ထားနိုင်လေတော့ပိုပြီးရင့်ကျက်တည်ငြိမ်လာတယ်သူဟာကံကိုယုံကြည်တယ်ကံကံအကျိုးကိုယုံကြည်တယ်လောကဒဏ်တရားကိုနှလုံးသွင်းနိုင်တယ်သူခမဲတော်မင်းကြီးပေါ်မှာလဲသူနားလည်နိုင်စွမ်းရှိတယ် မမဲစကလုံးများသည်ပါလွာညှင်သာသောရွေရှားမှုကလေးဖြင့်နောက်တနေရာသို့ပြောင်းရွှေ့တူရှူနေပြီဟု ကျွန်ုပ်မှန်းဆမိလေသည်သူနားလေပုံကဒီလိုလေအလောင်းစီသူလေးရဲ့အဖိုးမင်းစောလူဟာတချိန်ကဘလို့ပဲကတောင်းကနင်းဖြစ်ခဲ့ဖြစ်ခဲ့သူဟာအနိရုဒ္ဓဒေဝမင်းကြီးရဲ့သားတော်မဟုတ်လားမင်းကြီးဟာအားလုံးရဲ့ကျေးဇူးရှင်သခင်ကြီးပဲမဟုတ်လား အနိရုဒ္ဓဒေဝမင်းကြီးရဲ့ကျေးဇူးတရားကို ထောက်ငဲ့ပြီးကြံစစ်မင်းကြီးဟာမင်းစောလူရဲ့သားစောရွတ်နဲ့သူ့သမီးတော်ကိုလက်ဆက်စေခဲ့တယ်။ပြီးတော့ဖွားမြင်လာတဲ့အလောင်းစီသူကို ထိနှက်အပ်တဲ့အလောင်းစီသူဟာအနိရုဒ္ဓဒေဝမင်းကြီးရဲ့မြစ်တော်ဖြစ်တယ်။လက်ပတ်စည်းစင်းဆက်ခံမှုမှန်တဲ့ရာဇဝင်သားဖြစ်တယ်။ဒီသဘောနဲ့ငါခမဲတော်မင်းကြီးဆောင်ရွက်တာပဲလို့ရွှေရင်တွေက နားလည်ယူလိုက်တယ်။မေမေပြောရဲတယ်လေ ဟောဒီကဘာလောကကြီးထဲမှာတိုင်းပြည်နိုင်ငံတွေကိုအုပ်ချုပ်ဆိုးဆန်ကြတဲ့ဘရင်တွေရဲ့မေတော်တွေဟာရွှေရင်တယ်လို့မေတော်မျိုးကြီးသာဆိုရင်သူတို့ရဲ့သားဘရင်တွေဟာလည်းဆယ်ပါးသောမင်းကျင်တရားနဲ့ညီကြမှာပဲတိုင်းပြည်နိုင်ငံတွေဟာလည်းအဲ့ဒီဘရင်တွေရဲ့အုပ်ဆိုးမှုအောက်မှာထာဝရအေးချမ်းတာယာကြမှာပဲမိခင်တွေဟာကမ္ဘာလောကကြီးတာယာလှပရေးမှာတိတ်ကိုအချက်အချာကြတယ်တားရဲ့ကျွန်ုပ်ကရုံကရင် ဖြစ်လာတော့သည် မမေသည်ရွှေအင်တဲ့နှင့်အလောင်းစီသူတို့တားမိကြောင်းကိုတကယ်ပင်ပြောနေသည်မှဟုတ်ပါလေစားရွေးချယ်ခွင့်မရှိသောဘဝအရွေးချယ်ခံဘဝအแทမှမိမသားထိုမိမသားဤဆုံးရှုံးရမှုများ အစတေးခံနစ်နာထိခိုက်ရမှုများထိုတရားများထဲမှပေါက်ဖွာလာသောမိခင်တူဤနှလုံးသားရွှေအင်တဲ့နှင့်သူ့သားအလောင်းစီသူပြီးတော့မမေနှင့်ကျွန်ုပ်ကဲတာအခုအနားရပြီလား စိတ်ကြည်လင်လန်းဆန်းရဲ့လားဖြူလာတော့တိမ်တိုက်ဒူကြီးထဲမှကျွန်ုပ်လန့်နိုးထလာရသည်ตาကြည်လင်လန်းဆန်းပါတယ်မမဲဘာဖြစ်လို့လဲပော့ပါတော့အပြုံးကိုမမဲဆောင်းလေသည်ตาကိုဓမ္မတတ်သည်ဆရာတော်ဖျားစီမမဲလှွတ်ဆရာတခုရှိလို့ตาသွားပေးပါမယ်မမဲရှေရဟန်ဆရာတော်ကိုตาပါလျှောက်ထားပေးရမလဲ လာမဲလာပြည့်နေ့မှာဆရာတော်ကိုစိုးအမှုလှုပ်ကြွေးပူဇော်ခြင်းနဲ့သွားပင်ဖိတ်ချေပါကောင်းပါပြီမဲမဲတခုလဲရှောက်ထားခဲ့အောင်သားစိုးအမှုမောဒနာဆရာတော်ရဲ့ပြိဒေသနာနဲ့အတူမဲမဲကိုမဲမဲတရဏဂုံတင်ပြရစေလို့ရှောက်ထားခဲ့ပါတရဏဂုံတင်မှုအဲ့ဒါဘာလို့လဲမဲမဲဆရာတော်ဖျားစီရောက်ရင်ဆရာတော်ဖျားကမိန့်ကြားပါလိမ့်မယ်ကွယ် လေးလံမှုနဲ့ပေါ်ပါမှုထူးခြားစွာရောရှက်နေသောစိတ်အစဉ်ဖြင့်မဲမဲစီမှကျွန်ုပ်ပြန်ခဲ့သည်တမ္ပဒီပမိုးကောင်းငင်သည်ခါတိုင်းလိုပင် တခွင်တပြင်းလုံးပြာလဲနေသည် မြင့်မားစွာသောဟိုးအထက်စီတွင် တိမ်မဲအစုလေးများကိုသာဟိုတကွက်ဒီတကွက် တွေ့ရသည်စူရဲသောနေအောင်ကြီးကလွတ်လပ်စွာဖြန့်ကျက်နေသည်မဲမဲခိုင်းစေချက်အရာ ဓမ္မတတ်သည်ဆရာတော်ဤစံကြောင်းတော်တို့ကျွန်ုပ်ထွက်လာချိန်မှာ နေထမ်းသည်များပင်မရှိတတ်သည်ဆရာတော်ဆုံးဖုံးပေးပြီးချိန်လောက်ကိုမှန်း၍ထွက်လာခဲ့ခြင်းဖြစ်သည်တရပါမုတ်တကားကိုလွန်သည်နှင့် ကျွန်ုပ်ဤမြင်းကို လေးဘက်ကျစိုင်းနှင်ခဲ့သည်ကိုယံကလန်စစ်သည်နှစ်ဦးတို့လည်းကျွန်ုပ်ဤမြင်းနောက်မှခတ်ခွာခွာလိုက်ပါကမြင်းကိုနှင်လာကြသည် အရှိတောင်ဘက်ယွန်းယွန်းမင်းနံသူရွာဆက်အဝင်ထနောင်းရိပ်တွင်ကျွန်ုပ်၏မြင်းကိုဇက်တက်လိုက်သည့ လန်စစ်သည်တဦးကကျွန်ုပ်ကိုရေဘူးလာပေးသည်ကျွန်ုပ်ရေငဲ့၍မြင်းရက်လိုက်သည်ဟုသူထင်သလားမသိကျွန်ုပ်ခေါင်းရမ်းပြလိုက်ပြီးမင်းတို့ဒီကနေလှည့်ပြန်ကြတော့ဟုအမိန်ပေးလိုက်သည်ပူပြင်းတောက်ပသော နေရောင်အောက်ထနောင်းသန့်ထနောင်းနှံ့သင်သောလေပြည်သေးတွင်မြည်သည့်နောက်ပါအဆောင်ရဲမှန်းများမပါဘဲကျွန်ုပ်တူတဲသွားခြင်းသည်အမှန်တော့ယခုနောက်ပိုင်းကာလများတွင်ကျွန်ုပ်သည်နန်းတွင်သူနန်းတွင်သားများထံမ တီချာကင်းဝေးကတယောက်ထီးတဲပင်နေတက်လာပေသည်တယောက်ထဲနေကစိတ်အတွေးများကို လွင့်ကျင်သလောက်လွင့်နေရသည့်အဖြစ်ကိုသာကျွန်ုပ်လူလားသည်ဇေယခိတရာဘွဲခံဒညဝရီမင်းသားအဖြစ်ကိုလည်းကျွန်ုပ်မိထားခြင်းသည်လူတွေအနေဖြင့်လည်းကျွန်ုပ်ကိုမင်းကြီးသားတော်ရာဇကုမာရအဖြစ်မမြင်မတွေ့စေခြင်းရောက်လျာရာတွင် ရာဇကုမာရအရှင်သာဟူသောမျက်လုံးများဖြင့်ကြည်ကကွေးညွတ်ပြက်ဝက်သွားကြသော ခစားမှုများအယူသေးပေးမှုများကို ကျွန်ုပ်မလိုခြင်းကလန်နှစ်ယောက်ပြန်သွားကြပြီးနောက်တွင် ကျွန်ုပ်သည်မြင်းကုံနီးတွင်ချိတ်ထားသောပတ်တူအိတ်ထဲမှအညိုညင့်ရောင်ဝေးယုံကြီးကိုထုတ်ယူလိုက်သည်ဓမ္မတက်သည့်ဆရာတော်ဤစံကြောင်းတို့တွားရလမ်းမှာမင်းနံသူရွာနှင့်လေခွင်းများကိုသာမကမျက်ရှာတော်ကွင်းပြင်တစ်ခုကိုပါဖြတ်တန်းရအောင်မည်ဖြစ်သည် ထို့ကြောင့်နေဘူးခန္ဓာယံနှင့်တစ်ချက်တစ်ချက်ဝှေ့တိုက်လာသောလေဘူးဖုံလုံးများကိုကာကွယ်ရန်ဝိယုံညိုကြီးကိုကျွန်ုပ်ကို၌ရစ်ပတ်ခြုံလွှမ်းလိုက်သည်အရိမရဏပူရာဤလမ်းမများသည်ပူပြင်းသောနေ့ခါ၌လူသူလေးပါးကင်းရှင်းလျက်ရှိတော်လဲမြင်းကိုအသားကြသာစီးခဲလေသည်နေဘူးလေဘူးတို့အပြင်ချွေးထွက်သဖြင့်ရေငတ်လာသည် မကြီးပင်ရိပ်ရေဝုစင်များရှိတော်လဲမြင်းကိုမရက်ခဲ့ ဆရာတော်ဤစံချောင်းရောက်မှသာ ရေတောက်တော့မည်ဟုစိတ်ကူးသည်သို့သောကျွန်ုပ်ဤမြင်းကြီးမှမူလေခွင်းများကိုဖြတ်ကာတမန်တုတ်ထားသော ရေအိုင်များအနီးမှဖြတ်သွားတိုင်းရေနှံ့ရ၍ဥတမော့မော့နှာတချုပ်ချုပ်ဖြစ်နေသည် မြင်းကြီးရေစာနေပေပြီမင်းနံသူရွာအထက်ရွာစီယိုဆက်တွင်ရက်ဝေခီးတဲ့များနားရန်ဇရက်တဆောင်ရှိသည်ကိုသတိရသည်နားခိုစီရဲ့နှင့်အတူ မြင်းတိုက်ရန်ရေကန်ကိုတီထားတတ်ကြသည် ်ထို့ကြောင့်အရေးရသောနေရာရောက်မှ မြင်းကိုရေတိုက်မည်ဟုဆုံးဖြတ်ကမင်းနံသူရွာပတ်လန်အတိုင်းနှင်ခဲ့လေသည် ရွာပတ်လန်ဆုံးရွာအထွက်စီယိုနာတွင်ဇရက်ကိုတွေ့ရသည်ဇရက်ဘေးတွင် အရေးကောင်းသောမကြီးပင်တန်းများရှိပြီးမြင်းရေတောက်ကန်လည်းရှိသည်စီရပေါ်တွင်က ခီးဝေးလာခဲ့ကြသောအသေးသားခီးတဲ့တချို့ကို တွေ့ရသည်ကျွန်ုပ်ကို ရာဇကုမာရမန်သူတို့တီးကြမည်မဟုတ်ပေ ညင်းကြီးကိုရေတိုက်ရင်ဇီးရက်ပေါ်မှသူတို့ပြောနေသောစကားများကိုကြားနေရသည် အမှုတကာအမှုထဲမှာတော့ဟော်ဒီကြုံမှုဟာရှုပ်ဆုံးပါပဲဒီနှစ်ထဲမှာကိုတက်သေးထွက်ဆိုဖို့လာရတာလေးကရှိပြီအလုတ်ပြက်အကင်ပြက်ဒီတခါတော့အပိသက်မယ်ထင်မာရဲ့ဝရီးရဲ့အပိသက်စီရင်ချက်ချမှာပဲတင်ဖမတရားသူကြီးအဖွဲ့ကလည်းအပိစီရင်ဆုံးဖြတ်မယ်တဲ့တို့တက်သေးထွက်တဲ့ဘက်ကနိုင်ရင်ကြေးဗနံပိတ်တာရမတဲ့လေ ဟာလူရကြိပိတ်တာ30တော့ရရမှာပေါ့ကျုံကနှစ်ယောက်ဥစ္စာကိုတယောက်ကို15ပိတ်တာတော့ကတ်တေအခါပေးရမှာပေါ့ကြိပိတ်တာ30တောင်နော်အမလီဟုတ်လိုက်တာကြိမရရင်လဲကွန်းစားလေးရရင်တော်ပါပြီဟာကွာရှုပ်ပါတယ်ဘာမှမရလဲနေပါစီတော့အမှုပြက်ပြီးကိုယ့်ရက်ကိုပြန်ရရင်တော်ပါပြီနောက်ထပ်လဲလာစရာမလိုတော့ဘူးဘယ်ဟုတ်မလဲကြိ30မရလဲ စဘာတင်း၄၀လောက်ရရမှာပေါ့ဒီလိုရဖို့ဆိုတော့လွယ်သမတ်လို့တင်ဖမအဖွဲကဆုံးဖြတ်ပါလိမ့်မယ်ကွာကဲနေမမြင်ခင်သွားစို့ကွန်တာယာရောက်မှတံပြင်အဖွဲကိုကြည့်ပြောရမှာပဲရက်ဝေးအသေးသာခီးတယ်များစကားကိုနားထောင်ရင်ကျွန်ုပ်ပြုံးမိလေသည်ကျွန်ပိုင်ဆိုင်မှုနှင့်ပတ်သက်သောတရားပြဒနာတစ်ခုအတွက်တက်တေထွက်ဆိုရန်ကွန်တာယာကဆင့်ခေါ်သဖြင့်သူတို့ရောက်လာကြခြင်းပင် တင်ဖမတရားသူကြီးအဖွဲ့ထိုင်နေသောကွန်တာယာတရားစစ်ရုံး၏အမိန်ကို သူတို့မနာခံမဲမနေရဲကြ။သူတို့ဇရက်ပေါ်မှဆင်းလာကြပြီးနောက်တယောက်သောသူက ကျွန်ုပ်၏မြင်းကိုတွေ့သွားသည်။ဟယ်လိုလေတဲကောင်းတဲ့မြင်းကြီးပါလားဟေယိုဒေါင်ကလည်းကောင်းအမွှေးကလည်းချောအသွေးကလည်းပြောင်းခြေဆံလက်တံကလည်းတဲကောင်းဒါကိုရင်ပိုင်လားဟုတ်ပါတယ်မိသူမှာကျွန်ုပ်နဲ့တတ်သူရွယ်သူလူလင်တူဦးဖြစ်သည် ူကိုကြက်ဖြစ်မှာရင်ခွဲဖြစ်ပြီးအောက်မှာအတွင်းခံရှိသဖြင့်ကြစ်လက်သောရင်အုပ်ကြွက်သားများကို တွေ့နေရသည် လူလင်သည်မြင်းကိုနှစ်ချိုက်စွာလှဲ့ပတ်ကြည့်ရင် ကောင်းသည်ဗျာဒါမျိုးတစည်းလောက်ပိုင်ရရင်တော်ပါပြီကိုရင်ဘယ်ကရသလဲဝဲတာလားကြိတ်ပနဲ့ပိတ်တာများပေးလိုက်ရသလဲအတော်ပေးရမယ်ထင်နေဒါမှမဟုတ်ကျွန်တော်ကျွန်နဲ့လဲရင်လဲကျွန်20လောက်တော့ပေးရမှာပဲကျုပ်အမွေရတာပါ လူလင်သည်မြင်းကိုသာအထူးစိတ်ဝင်စားနေသောကြောင့်ကျွန်ုပ်ကိုပင်တခုတည်းကြည်မနေတော့အကယ်၍ကျွန်ုပ်ကိုကြည်နေပါကလည်းဝိယုံညိုကြီးကို လွှမ်းလျက်ဥယျာကောင်းဆောင်မပါဘဲသပင်များကိုသာတရေကျိုးများဖြင့်ချီနှောင်ထားသောကျွန်ုပ်အားရာဇကုမာရဟုအမှတ်ထင်လိမ့်မည်မဟုတ်ချေဒီမြင်းမျိုးများပိုင်ရမယ်ဆိုရင်၃နှစ်လောက်တော့ကြုံပြုတ်ခံရဲပါရဲ့ကွာဝရီးရေလာကြည့်စမ်းမအောင်ကောင်းလိုက်တဲ့မြင်း နတ်ထိတ်တောင်ကြားမှာရှေးလူကြီးတွေဂုံနီးမပါပဲစီးခဲ့တယ်ဆိုတာဒီမြင်းမျိုးနေမှာဗျဘလုံးပထွေးသူပြောနေသည်မြင်းရှင်ကိုရင်ကြီးလဲဆံမွေးလောက်တော့ပူကြည့်ပြစေဗျာလူလင်ကြီးအသွင်မှာအငမ်းမရဖြစ်နေလေသည် သူ့အဖော်များက ထွက်ခွာသွားကြလေပြီသူ့ကိုကြည့်ပြီးကျွန်ုပ်တနာလာသည်ဒီတသက်မှာဒီမြင်းမျိုးမပိုင်ရလဲနေပါစေတခါတော့စီးကြည့်ရင်သေးပြောပါပြီဗျာ မြင်းဤလေဆံများကိုတယုတ္တိယပုတ်တက်နေသော သူဟံမှာချစ်သူကညာပြူဤဆံွယ်များကို အမျက်တနိုးကင်တွယ်နေသည့်ပုံမျိုးကဲတခါတော့စီးလေသူဆန္နာကိုလိုက်လျောခြင်းစိဖြင့်ကျွန်ုပ်လွတ်ခနဲထွက်သွားသည်ဘလို့ဘာပြောလိုက်တဲ့ကိုရင်ကြီးဒီကွင်းကိုတပတ်ပတ်စီးခြင်းစီးကြည့်ကျုပ်ဆောင်နေမယ်အာတကယ်နော်ကျွန်ုပ်ပြုံး၍သူ့လက်ထဲဇက်ကြိုးထည့်လိုက်သည် မြင်းကြီး၏နှာရောင်ကိုပုတ်ကာအငိမ်အသက်အစည်းခံလိုက်ရန်ကျွန်ုပ်အချက်ပြအမိန့်ပေးလိုက်သည်ကိုလူလင်မသိနိုင်။ဟေးကနေမြူးထူးစွာဟစ်ကသူမြင်းပေါ်သို့တက်ပြီးဇက်ကိုဖွင့်သည်။ပါနဲ့သောကျွန်ုပ်၏မြင်းလိမ်မာကြီးကသူ့အလိုတိုင်းလှပစွာ ခုံထွက်သွားလေသည်။ကွင်းကိုပတ်ကတရိပ်ရိပ်ပြေးနေသော မြင်းကြီးကိုကြည့်ရင် လူတယောက်၏ဆန္ဒကိုဖြည့်ဆွမ်းလိုက်ရသောဤမပြောပါလောက်သည့်အမှုလေးအတွက်ကျွန်ုပ်ကြည်နူးနေမိသည်။ ကွင်းတစ်ပတ်ပတ်က ZSC ပြန်ရောက်လာသည်လူလင်ဤမျက်နှာမှာဝမ်းမြောက်တက်ကြွခြင်းများဖြင့်သွေးရောင်ချမ်းလျက်ဝင်းပါနေသည်ကောင်းလိုက်တာဗျာအကျင့်လဲအားကြီးကောင်းနေမြင်ကျုပ်စိတ်ကိုများသိနေသလားမသိဘူးဇက်တောင်မသွင်းရပဲကစုံဆိုင်လိုက်တာကျုပ်စည်းခြင်းတဲ့အတိုင်းအတိအကျပါပဲကျေးဇူးကြီးလိုက်ပါပြီကိုရင်ကြီးရဲ့မြင့်ပေါ်မှမစင်သေးပဲသူပြောသည်ကျေးဇူးစကားကိုပြောရင် သူ့မျက်နှာမှာတမျိုးဖြစ်လာသည် အလွန်အလွန်အားတောင့်အားနာဟန်ဖြင့်တောင်းပန်ခရတော်မီအသွေမျိုးဟုကျွန်ုပ်ထင်သည်ကိုရင်ကြီးကျုပ်တခုလောက်ရိုးအပွင့်လင်းသောသူ့တန်တန်ကိုအ깨ခတ်မိသဖြင့်ကျွန်ုပ်ကပြုံးနေရင်းဖြင့်ပင်သူပြောလိုရာပြောစီဟုခေါင်းငိမ့်ပြလိုက်သည်ဟိုလေဒီနေ့ကွန်တရာတရားရုံးကနေကျုပ်တက်တေခအဖြစ်ကြေးငါးဘိတ်သာလောက်တော့ဝေစုရမှာပါကျုံမှုတစ်ခုအတွက်တရလိုစီကနေတက်တေထွက်ရမှာပါ ဲ့ဒီတက်တေခကြေးငါးပိတ်တာကိုကိုရင်ကြီးပေးပါမယ်ကျုပ်ကိုတခုလောက်ထပ်တနာပါအောင်ဗျာပြောလေကျုပ်လေကျုပ်ဒီမြင်းကြီးကိုကွန်တာယာတရားရုံအထိတစ်ချက်လောက်စီးသွားပြရစီအောင်ကွန်တာယာတရားရုံအထိတင်ပါနော်ကြေးငါးပိတ်တာပေးပါမယ်ကျုပ်လူတွေကိုကျုပ်ဒီမြင်းကြီးစီးလာတာပြလိုက်ချင်လို့ပါနော်လူလင်ကိုညာစွာဂိယုနာတတ်သွားမိသည်ဥစွာသူ၏အယိုးခံဖြူစင်သောတန်တန်ကိုတွေ့ရသည် ထို့နောက်မြင်းကြီးကိုသူတတ်မှတ်တွေ့တာနေပုံထို့နောက်သူတတ်သေးခါရမိကြေးငါးပိတ်တာညိုနွမ်းချိုးတဲ့သောသူအနေဖြင့်ကြေးငါးပိတ်တာမှာမနှဲမနှောလက်ဖြစ်ပေမည်စောစောကဇီရက်ပေါ်တွင်သူတို့ပြောနေသောစကားများအရတတ်သေးခါအဖြစ်ရမိကြေးသို့မဟုတ်စဘာကိုသူတို့လိုလိုချင်းချင်းရှိကြပေသည်ထိုမြကြီးမားလာသောတံပိုးကိုပင် မြင်းစည်းခပေးပြီးမြင်းကိုခိတ္တစည်းကျင်နေသည့်သူစံတာကောင်းငင်သို့မောကြည့်လိုက်သည် နေထန်းတစ်ဖြာတည်တည်ယွန်းပေပြီဓမ္မတတ်သည်ဆရာတော်စွန်းစားပြီးလောက်ပြီမထူးတော့ဟု ကျွန်ုပ်ဆုံးဖြတ်လိုက်သည် နေမွန်းတိတ်မှပင်ဆရာတော်စီရောက်တော်မီကြုံတခိုက်တွင်ဤအမည်မသိရက်ချားမှအသေးသားလူလင်ငယ်ဤပြင်းပြသောဆန္ဒကိုဖြည့်ဆွမ်းလိုက်တော်မီကိုရင်ကျင်းငါပိတ်တာလဲပေးမနေပါနဲ့လေစီးကျင်တပါဆိုစီးသွားပါဗျာဤခါမှပင်လူလင်မှာမြင်းပေါ်မှရှောစင်းလာတော်သည် ယေစုတင်စကားများကိုမပီမတဘလုံးပထွေးရေရွတ်ကကျွန်ုပ်ကိုဒူးထောက်ရှခိုးတော်မတက်ဖြစ်နေသည်လောကကြီးနေဗျာကံများကောင်းကျင်တော့လဲသူတော်ကောင်းနဲ့တွေ့မြင်းကောင်းစည်းကွင်းရအမလေးဒီနေ့စည်းလိုက်ရတဲ့ဟာကိုတော့တသက်လုံးအိမ်မက်တွေမက်နေမှာပဲအလိုလေ ခုဟာတော့အိမ်မက်မဟုတ်တန်ကောင်းပါဘူးနော်မောင်မင်းကြီးသားယေစုကြီးလာပါတယ်ကိုရင်ကကလန်ကြီးလားရွာဆိုးလားဘာပဲဖြစ်ဖြစ်ကြုတ်အတွက်တော့ကိုရင်ကြီးဟာနတ်မင်းတပါးပါပဲ ကိုင်းကိုရင်ကြီးလဲအရာတိုးတက်ပါစေဗျာကျုပ်ကွန်တာယာအထိစီးသွားတော့မယ်နော်အိုးကျုပ်မြင်းကဇရက်ဟိုဘက်မှာလှန်ထားတယ်ဗျာကိုရင်ကြီးကကျုပ်မြင်းနဲ့လိုက်ခဲ့ပေါ်ရှက်တော့ရှက်စရာဗျာကျုပ်မြင်းဆိုတာကကိုရင်ကြီးအတွက်စိတ်သိုးသာသာပဲရှိမှာပါကိုင်းဖေသားကြီးရေဇရက်ဘေးတွင်ရှိသောစိတ်သိုးသာသာဆိုသည့်သူ့မြင်းကိုပင်ကျွန်ုပ်စီကသူ့နောက်မှလိုက်ခဲ့ရတော့သည်သို့တော့ မင်းနန်သူရွာဤတရားယုံကွန်တာယာသည်အရိမရဏပူရနေပြည်တော်ဤလက်အောက်ခံမြို့ခရိုင်ရွာပေါင်းများစွာအနက်မှတခုသောတရားယုံကွန်ဖြစ်သည်ဤကွန်တွင်ထိုင်သောသင်ဖတ်မှတရားဆိုးအဖွဲ့ဝင်များသည်ကျွန်ုပ်ကိုမြင်လင်တရားစီရင်ရေးတုံ့ဆိုင်ရက်တန့်သွားပေမည်ရာဇကုမာရရွာကြီးတခုဤကွန်သို့ရောက်လာခြင်းအတွက်သူတို့တုံ့လှုပ်သွားကြမည် ထို့ကြောင့်ဝိယုံညိုကြီးကို ပို့ပြီးလုံခြုံအောင်ရစ်ပတ်ကခါးစည်းပွားကို ဖြုတ်လျက်အတွင်းဘက်လှန်၍အသေးသားများပုံစံခေါင်းပတ်ပေါင်းလိုက်သည်ဤပုံအတိုင်းဆိုပါကနန်းတော်မှကလန်ရဲမက်များပင် ကျွန်ုပ်ကိုမှတ်မိကြတော့မည်မဟုတ်ပေလူလင်နှင့်ကျွန်ုပ်ဤမြင်းကြီးကရှေ့တခေါ်တာတာအထိရောက်သွားပေပြီဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော်နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင် ကျမ်းမာပေးခြင်းကြပါစေ။